ISB အသင်းကတော့ကျွန်တော်တို့အာရှချန်ပီယံလိဒါအုပ်စုထဲမှာပဲအင်ရှင်ဖြစ်ကစားခဲ့ရပြီမဲ့၃ပွဲစလုံးရှုံးပွဲကြုံခဲ့တယ်။ twin goal လည်းတကူမှမ twin ခဲ့နိုင်ငယ်ဘူး။တော်တော်လေးလည်း performance အရရုံးငံခဲ့ရပြီးတော့ပြိုင်ပွဲကနေထွက်ခဲ့ရပြီနော်။ပထမဆုံးပွဲမှာစူဝန်နဲ့ကစားတယ်ကျွန်တော်၅ခုရှုံးတယ်။အဲ့မှာတွေကကျွန်တော်တို့အသင်းရဲ့အခြေအနေမှန်ကိုပြည်သက်ကမြင်ပြီးပါတယ်။ဟုတ်ကဲ့။ဒါပေမဲ့လည်းနောက်ဒုတိယပွဲတူချိုပါရီနဲ့ပွဲနောက်ဆုံးနာနာကို round နဲ့ပွဲ အပွဲတွေအထိလည်းပြိဿကရဲ့အာပေမှုကတိတိတတ်တတ်ရောသွားတာမျိုးမရှိဘူးပြိဿကတော့သူတာဝန်သူကြီးတယ်အာပေမှုအရန်ကောင်းတယ်အဲ့လိုပဲကျွန်တော်မြင်တယ်ဖြစ်တဲ့လားဒီလို ARG အသင်းနေနေရင်ဆိုင်နေနေရမှာကိုရောဇုံလိုက်ထင်ရမှာဇုံဒီဖန့်ကိုသွားရမှာတယောက်ချင်းစီချင်းထိုးခိုင်းလို့မရအောင်ဒါပေမဲ့လည်း၃ပွဲလုံး marking marking ဆိုတဲ့အတန်လေးပဲကြာပြီ marking marking ဆိုတဲ့အလုံးမဖြစ်တဲ့အခြေအနေတွေရနေပဲကိုရောကိုယ်တွေတောက်လျှောက်ပေးရတယ် marking ကတ်ထားခြင်းကြောင့်ဘာသွားပြီးတော့ ပြဿနာဖြစ်လဲဆိုကိုကောင်တာပြန်ကစားတဲ့အခါမှာလေဒီဟိုအားနေချက်ဖြစ်သွားတ